ိုင်တာတော့မာလိညာလို့ဒီအဲ့ကြပြေးခိုင်းပါအဲ့ရှင်မပြေးနိုင်ကြည့်မင်းတို့ကနာပြီလားမသာရှင်းရောမဟုတ်ဘယ်နှပိတ်သားရှိလားဟုတ်ပါဘူးအေးဒါကဂရုလူမျိုးအများစုနဲ့ဖွဲ့စည်းထားတဲ့ဂဒူးကာကွယ်တပ်ဖွဲ့မိုင်းတုံ region ဂဒူး defense force MRKDF ရဲဘော်တွေစီရေးလေ့ကျင့်နေကြတာပါ။ဆီယနာသိမ်းပြီးတဲ့နောက်2021ဇွန်လမှာစကိုင်းတိုင်းအတွင်းကအင်းတော်ပင်လယ်ဘူးကတာထိကြိုက်တဲ့ ဗမောက်မျိုးနယ်တွေကကဒုလူငယ်တွေဟာအာနာသိမ့်မှုကိုလက်နက်ကင်ဆန့်ကျင်မှုအတွက်ကချင်ပြည်နယ်လိုင်းစားမှာရှိတဲ့ KIAC မှာစစ်ပညာသင်ယူပြီးစစ်စင်ရေးတွေမှာပါဝင်ခဲ့ပါတယ်။အဒီနောက်2022နိုဝင်ဘာ၈ရက်မှာကဒုကကွယ်ရေးတပ်မိုင်းတုံ region ကဒု Defense Force MRKDF ကိုတရားဝင်စတင်တည်ထောင်ခဲ့တယ်လို့ MRKDF ရဲ့တာဝန်ခံရဲဘော် AK ကပြောပါတယ်။အဲ့တော့27ဇွန်လပိုင်းလောက်မှာဇွန်လမှာပေါ့ဇွန်လမှာကျတို့ကဒူးလူငယ်ကောင်းဆောင်ခုနှစ်ယောက်ဒီလိုင်းစာမှာစုံဖြစ်တယ်စုံဖြစ်ပြီးတော့မှဒီတပ်ဖွဲ့ တည်ထောင်ဖို့ပေါ့နော်တောက်ခွက်တောက်ခွက်ကျွန်တော်စာတင်ဆွေးနွေးဖြည့်ခဲ့ကြတယ်အဲဖြည့်ခဲ့အဲ့ဒီတုန်းကလည်းကျွန်တော်တို့အပြင်ကိုမှဒီ data မှာကဒီကဒူးလူငယ်တွေကဒီဒီစစ်စင်ကြီးပေါ့နော်အဲ့တော့စစ်စင်ကြီးလှူရှားနေတာရှိပြီပေါ့နော်တချို့ကြိုကြိုကြားလေးတွေမှာအလုံချာနေရရှိပြီဆိုတော့ကျွန်တော်တို့ကဒီသူတို့ ਨੇ ပြန်ဆက်တွေ့တယ်ပေါ့သူတို့ ਨੇ ပြန်ဆက်တွေ့တယ်ပြန်ဆက်တွေ့တယ်ပြီးတော့သူတို့ကိုဒီလိုက်တာကိုခေါ်တယ်ပေါ့နော်အဲ့ဒါကိုခေါ်တယ်အခြေခံတင်တန်းအဲယူခိုင်းတယ်ပေါ့နော်လည်းလည်းကူကူတော့မဟုတ်ဘူးပေါ့ဗျာနော်အဲတော့က2021 အဲ20 21 22ကာလဆိုတော့ဒီဒေါ်လာကြီးအခွဲတွေရဲ့ဒီဆိုမှုနဲ့မြည်လဲအရမ်းမကျပြန်တည်တဲ့အချိန်ဆိုတော့ဒီလူဦးရေဒီယာနဲ့ရှိတဲ့လူငယ်တွေဒီအပေါ်ရောက်ပေါ်ဖို့ကတော့လည်းလည်းကိုယ်တော့မဟုတ်ခဲ့ဘူးပေါ့နော်ကျွန်တော်တို့စတဲ့တော်အချိန်တုန်းကတော့ဒီငွေရေးချေးရအခက်ခဲရောတခြားအခက်ခဲတွေရောအများကြီးရှိခဲ့တယ်အဲဆိုတော့ကျွန်တော်အဲ့ဒီရလူငယ်တွေကိုခေါ်တယ်လိုက်တာမှာအာတင်နမ်းပေးရပေါ့နော်ဒီအချိန်ကတင်နမ်းနေပေးတယ်ဖွဲ့တယ်စတဲ့ဖွဲ့2021ဒီဆုံးလာခဲ့ရဆိုင်ကျွန်တော်စုဖွဲ့ခဲ့ကြတယ်ပေါ့နော် အဲဒီတပ်ဖွဲ့ကိုဒီ MRKD ရဲ့ကိုစတင်တည်ထောင်ပါပြီဆိုတော့ဒီရဲ့ culture ရောဒီ2020နှစ်အန်နိုဝင်ဘာ10ရက်နေ့ပေါ်တော့ဒါတော့ကျွန်တော် MRKD ရဲ့ကိုတရားဝင်စတင်ဖွဲ့စည်းပါပြီဆိုပြီးတော့မှအဲကြီးညာမတန်းတင်ထားတဲ့ရက်ပေါ့နော် MRKDF တပ်ဖွဲ့အတွင်းမှာကလူလူမျိုးအများစုပါဝင်ပြီးရှမ်းနဲ့ဗမာတွေလည်းပါဝင်ကကတာခရိုင်နဲ့ကချင်ပြည်နယ်မှာအခြေပြုလှုပ်ရှားနေတယ်လို့ MRKDF ရဲ့တာဝန်ခံရဲဘော် AK ကပြောပါတယ် အဲကျွန်တော်တို့ MRKDF နည်းနည်းကတော့အဓိကတော့ကျွန်တော်တို့ကတာခရိုင်နဲ့မှာအဓိကခြေပြုလှရှားတယ်အဲပြီးကြတော့ဒီကချင်စစ်မျက်နှာတွေမှာတော့ KIA ရဲ့ဦးဆောင်မှုနဲ့ကျွန်တော်တို့ဒီဒီတိုက်ပွဲဝင်နေတာတွေတော့ရှိပါတယ်အဲကျွန်တော်တို့ဒီ MRKDF မှာကျွန်တော်တင်တဲ့နားအပတ်စဉ်ပြီးတော့များပြီပေါ့နော်ကျွန်တော်2021ခရီးအစားသူ့ခွဲပြီးတော့မှစလေးချင်းကြကြတာဆိုတော့အဲများပြီပေါ့နော်တင်တဲ့ပတ်စဉ်ဒါပေမဲ့ဟိုအရေးအတွက်အတိအကျပြောဖို့တော့အခက်အခဲရှိပါတယ်တပ်ဖွဲ့အတွင်းမှာအမျိုးသမီးရဲဘော်တွေလည်းရှိပြီး ဂျာမခွဲခြားဆက်ဆံတာလူမျိုးရေးခွဲခြားဆက်ဆံတာတွေမလုပ်ဖို့ကိုတင်းတင်းကြပ်ကြပ်တားမြစ်ထားတယ်လို့တက်ရဲ့စီကန်းတွေနဲ့ပတ်သက်ပြီး MRKDF ရဲ့တာဝန်ခံရဲဘော် AK ကပြောပါတယ်အဲတို့ MRKDF လဲဒီလက်နက်ကင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့အတွက်ဒီရဲမရဲဘော်တော့အကုန်ရှိတယ်ဗောနောပြီးကြတော့ကျွန်တော်တပ်ထဲမှာကဒီအမျိုးသားဖြစ်ချင်းဖြစ်ချင်းအမျိုးသမီးဖြစ်ချင်းဖြစ်ချင်းပုံမှာထူပြီးတော့မှအဲကန်တက်ထားတာမျိုးတွေမရှိဘူးခွဲခြားထားတာမျိုးတွေမရှိဘူးဗောနောဒါတော့တို့ရဲ့လုံဆောင်နိုင်မှုဒီအကြီးချင်းပုံမှာရှိပြီးတော့ ီတာဝန်ဒီပေးရတာဝန်ဒီခန့်အပ်တယ်ပေါ့နော်တော်တော်ရှိတယ်ပြီးတော့ကျွန်တော်တို့တိုက်ရဲ့စီမင်းစည်းကမ္ဘာကိုကဒီအဲဂျာမအခွက်ချဆက်ဆံမှုတွေတာမျိုးမလုပ်ရဘူးပြီးကြတော့ဒီပါလာရေးပေါ်အခြေခံတဲ့ခွက်ချဆက်ဆံမှုတွေလူမျိုးရေးပေါ်အခြေခံတဲ့ခွက်ချဆက်ဆံမှုတွေအဲတာမျိုးလုတ်ခွင့်မရှိဘူးတော့ဒါလုတ်လုတ်တယ်ဆိုတော့ကျွန်တော်ပြင်ထန်တော့အပြစ်ပေးအေးအေးရဲ့ဟာမျိုးတွေရှိတယ်ပေါ့တိုက်ရဲ့စီကမ္ဘာကိုကအဲဒါတွေကတော့ခွက်ချဆက်ဆံမှုမလုပ်ရဘူးဆိုတော့အဲစီကမ်းချက်တွေတော့ရှိတယ်ပေါ့နော် တင်းတင်းကြပ်ကြပ်ကိုမှရှိပါတယ် MKDF ဟာတိုက်ပွဲပေါင်းများစွာတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲတွေအတွင်းကိုလိုက်ရင်ကဆုံးရှုံးသွားတဲ့ရဲဘော်တွေကြာဆုံးသွားတဲ့ရဲဘော်တွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့လုံခြုံရေးအခြေအနေတွေကြောင့်ကြာဆုံးရဲဘော်နဲ့ထိခိုက်ဒဏ်ရာရရဲဘော်တွေရဲ့စီးရင်ကိုတော့အတိအကျပြောဖို့ခက်တယ်လို့ဆိုပါတယ်တပ်ဖွဲ့ကိုစတင်တီထောင်ခြင်းကနေဒီနေ့အထိတပ်ဖွဲ့ရည်တည်ရေးအတွက်စီရေးဆိုင်ရာကို KIO KIA ကကူညီပေးပြီးငွေကြေးပိုင်းကိုတော့ကဒုဒေသကပြည်သူတွေကထောက်ပံ့ကူညီပေးတယ်လို့ဆိုပါတယ် တပ်ဖွဲ့ရဲ့ပထမဆုံးတိုက်ပွဲကတော့2023နှစ်စပိုင်းကမိုးဒါတိုက်နယ်မှာတမခုံခုံနဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲဖြစ်ပြီးအဲ့ဒီတိုက်ပွဲကနေချီပွေမျိုးသိန်းတိုက်ပွဲ၊မန်စီမျိုးသိန်းတိုက်ပွဲနဲ့အင်းတော်မျိုးသိန်းတိုက်ပွဲတွေအထိပါဝင်တိုက်ခိုက်ခဲ့တယ်လို့ဂျဲဘော် AK ကပြောပါတယ်ကျွန်တော်တို့ MRK ရဲ့ပထမဦးဆုံးတိုက်ပွဲကကျွန်တော်တို့2023နှစ်စပိုင်းလောက်မှာဖြစ်မယ်ပေါ့နော်ဒီမိုတာတိုက်နယ်မှာဒီတမခွန်ခွန်နဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲပေါ့နော်ဒါကျွန်တော်တို့အဲကျွန်တော်တို့ MRK ရဲ့ပထမဦးဆုံးတိုက်ပွဲဖြစ်မယ် အဲ့မှာကျွန်တော်တို့ MRKD ရဲ့ရဲ့ရဲဘော်တွေလည်းပါတယ်ဒီ KIA ကို KIA ပြီးတော့ ABSDF အဲပြီးတော့ဒီအမူဒါပါခဖာကြီးကိုတော့သူတို့လည်းပါတယ်အဲအပွဲရတို့ MRKD ရဲ့ပထမဦးဆုံးတက်ပွဲပေါ့အောင်မြင်မှုလည်းရခဲ့ပါတယ်အဲပြီးကြတော့ဒီဗမာမျိုးနယ်မှာဆိုလည်းကျွန်တော်တို့အဲ MRKD ရဲ့ဒီတက်ပွဲတွေပေါ်ဆောင်တဲ့စစ်စင်ရေးပုံစံရှိတယ်ဒီရန်သူခန်းတွေတိုင်းတိုင်းလည်းရှိတယ်ပြီးတော့ကျွန်တော်တို့ဒီမဟာမိတ်တွေပေါ့နော်ဒီ PDF တိုင်းရင်းနေနဲ့ ပူရပြီးတော့မှဒီ business ကို founder ရေအဲဒါလေးလည်းရှိပါတယ်အနည်းသက်ဆုံးပြောမယ်ဆိုတော့ indo မျိုးနဲ့မျိုးတိန်တိုက်ပွဲပေါ့အမျိုးတိန်တိုက်ပွဲပေါ့ indo မျိုးတိန်တိုက်ပွဲမှာကျတော့တို့တို့အမှာ KDF ရဲ့ဒီချေမုံရေးဖွဲ့ရောဒီတရုံအဖွဲ့ရောအာပါဝင်တိုက်ပွဲဝင်ခဲ့တာရှိတယ်ပါဝင်တိုက်ပွဲဝင်ခဲ့တယ်ပေါ့နော်ဒီကျတော် EAO စစ်ကြောင်းရဲ့ဒီကိုကဲမှုအောက်မှာပေါ့နော်တို့တို့ indo မျိုးတိန်တိုက်ပွဲမှာပါဝင်တိုက်ခတ်ခဲ့တယ်ဒီကချင်စစ်မျက်နှာမှာဆိုရင်ကျတော့ဒီ KIO KIO ရဲ့ထိုးစစ်စရတဲ့အခြေအနေကနေစပြီးတော့ကျွန်တော်တို့ MRKDF ရဲဘော်တွေ ဒီတော်တော်များများပေါ့နော်နေရာတော်တော်များများမှာအမ်ဘာဝန်တိုက်ပွဲဝင်ခဲ့တယ်ဒီအထက်မှာဆိုရင်ကျွန်တော်ချီဖွေမျိုးတင်းတိုက်ပွဲအဲပြီးတော့ကျွန်တော်ဒီပဲရွှေညောင်ပင်ဘက်တွေပေါ့နော်ပြီးတော့ဒီမန်စီမိုးမောက်ဒီမှာတခြားလို့ကျွန်တော်ဒီ KIO KIA ရဲ့ဒီကိုကဲမှုအောင်စီရေကိုကဲမှုအောက်ကနေပဲပေါ့နော်ကျွန်တော်တို့အဲစီရေသူကြောင့်ယူယူရင်းနဲ့ဒါဘာဝန်တိုက်ပွဲဝင်ခဲ့တာရှိပါတယ်ပေါ့ကရုလူမျိုးစုတွေဟာခေဆက်ဆက် မှတ်ပုံတင်မှာကဒူးလူမျိုးအဖြစ်ပေါ်ပြမခံရဘဲဗမာလူမျိုးအဖြစ်သာပေါ်ပြခံရတာတွေကိုပြောင်းလဲပေးဖို့နဲ့လူမျိုးစုအခွင့်အရေးတွေရရှိဖို့ရခိုင်အစိုးရဆက်ဆက်တောင်းဆိုခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒါအပြင်နယူးတော်လိုင်းရဲ့မတိုင်ခင် ကာလတွေကတည်းကကဒူးလူမျိုးစုကာကွယ်ရေးနဲ့လူနည်းစုအခွင့်အရေးတွေကိုတောင်းဆိုဖို့အတွက်လက်နက်ကင်တပ်ဖွဲ့တီထောင်မှုစူးစမ်းခဲ့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်မတီထောင်ဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။ဒါကြောင့်မယ်နယူးတော်လိုင်းရဲ့ပေါ်ပေါက်လာတဲ့အခါမှာဆုံးရှုံးနေတဲ့လူမျိုးစုအခွင့်အရေးတွေကိုပြန်လည်ရရှိဖို့ ဆေးရနာရှင်ကိုအမြင့်ဖြတ်ဖို့နဲ့နောက်တစ်ချိန်မှာဂဒူးလူမျိုးတွေဟာတော်လိုင်းရေးတာဝန်တွေကိုထမ်းရွက်ခဲ့တဲ့ဆိုတော့တမိုင်းကြောင်ကြံနေစေဖို့အတွက်ဂဒူးကာကွယ်ရေးတပ်ဖွဲ့ MRKDF ကိုတီထောင်ဖြစ်ခဲ့တာလို့ရဲဘော် AK ကပြောပါဗျာအာကျွန်တော်တို့ MRKDF ကိုစတီထောင်ဖြစ်တာကကြတော့ကျွန်တော်တို့အာဒီဆုံချုံနေတဲ့ကျွန်တော်လူမျိုးစုခွင့်ရေးတွေကိုပြန်လည်ရရှိဖို့အဲဆိုတာဖြစ်ပါတယ်ပေါ့နော်အဲကျွန်တော်တို့ကကျွန်တော်တို့ဒီဆုံချုံနေတဲ့ခွင့်ရေးတွေကိုပြန်လည်ရရှိဖို့အဲကျွန်တော်ပုံစံမျိုးစုံနဲ့စူးစမ်းကြည့်ခဲ့ဘူးလေ အဲဥပမာအဖြစ်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ကဒူးလူမျိုးတွေရဲ့မဖုံတင်မှာပေါ့နော်ဒီဗမာလူမျိုးဖြစ်မိုင်းဖော်ပြထားခြင်းခံရတယ်ဟာရရှိရဒါလေးကိုကျွန်တော်တို့ကအပြောင်းလဲပေးဖို့ပေါ့နော်ဒီ2008အခြေခံဥပဒေအောက်မှာပေါ့ဗျာကျွန်တော်ပြောင်းလဲပေးဖို့အစီအစဉ်မှာကျွန်တော်တို့အရင်အစိုးရမှာဒီတောင်းဆိုခဲ့ဘူးလားရှိတယ်ဒါပေမဲ့ဒါလေးကအလုံးမဖြစ်ခဲ့ဘူးပေါ့နော်ကျွန်တော်လေးလေးရှုခံခဲ့ရတယ်အဲဆိုတော့ကျွန်တော်တို့ကဒီဆုံးဆုံးနဲ့ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကိုအစာရွက်နဲ့ဘောပင်နဲ့ကျွန်တော်တို့အတောင်းကြည့်ခဲ့ ရစ조사ကြည့်ခဲ့ပြီးပေါ့နော်조사ကြည့်ခဲ့ပြီးပြီးအမရခဲ့ဘူးဆိုတော့ဒါကတော့ကျွန်တော်တို့ဒီအခွင့်အရေးတွေကိုပြန်ရဖို့တော့နီလန်တမျိုးနဲ့ပြန်조사ကဖြစ်တယ်ပေါ့ပြီးတော့ကျွန်တော်နေဦးတွန်လိုင်းကြီးမှာလည်းပူပေါင်းပါဝင်ရင်းပေါ့နော်ပြီးကြတော့ကျွန်တော်တို့ကဒူးတွေကဒီနေဦးတွန်လိုင်းကြီးခင်းချက်မှာဆိုရင်ဒီတွန်လိုင်းကြီးအခွင့်အရေးတော်တော်များများတွေမှာကျွန်တော်တို့ကဒူးလူမျိုးတွေပူပေါင်းပါဝင်နေရတယ်ရှိတယ်ဒါမှမဟုတ်လည်းကျွန်တော်တို့ဒီကဒူးဆိုတဲ့နာမည်နဲ့ကဒူးဆိုတဲ့ခေါင်းစဉ်အောင်မှာပါဝင်တာတော့မဟုတ်ဘူးပေါ့နော် ဒီတော်လိုင်းရဲ့ဖွဲ့အစည်းတတိမှာပုံမှန်ပါဝင်နေရရှိတယ်။ကျွန်တော်တို့ကကြတော့ဒီကဒူးဆိုရနာမည်အောက်မှာစုစည်းတယ်ပေါ့နော်ကဒူးဆိုရနာမည်အောက်မှာစုစည်းတယ်။အဲဒါကဘာလဲဆိုတော့ကျွန်တော်တို့အဓိကကျတော့ဒီတော်လိုင်းအလုံးကာလမှာအဲကျွန်တော်တို့ဒီနိုင်ငံကြီးစကားပြောတဲ့အချိန်မှာအဲကျွန်တော်တို့ကဒူးတွေလည်းအဲကျွန်တော်တို့ကဒူးတွေလည်းဒီတော်လိုင်းရဲ့ခင်းချင်းမှာဒီမျိုးတော်လိုင်းကြီးမှာ27အဲနော်နော်အဲ2027အနာတိုင်းရဲ့အချိန်မှာနေဦးတော်လိုင်းကြီးမှာကျွန်တော်တို့ကဒူးတွေလည်းဒီလိုဒီလိုအခန်းကဏ္ဍကနေ အာပါဝင်ခဲ့တယ်เนาะကျွန်တော်တို့ပြည်တော်စုတာဝန်တွေကိုထမ်းခဲ့ပါတယ်ဆိုရဲဟာကိုနိုင်ငံစကားပြောနိုင်ဖို့အဲနိုင်ငံရေးပါဝါတိဆောက်ဒါလည်းပါပါတယ်ပေါ့เนาะနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီကဒူးတွေနေနေပေါ့เนาะဒီလက်နက်ကင်လက်နက်ကင်ဖို့လက်နက်ကင်တပ်ဖွဲ့တီထောင်ဖို့ကိုဒီကျွန်တော်တို့ဆစ်အနာမတိန်ခင်ကလေးကမတိန်ခင်ကလည်းကျွန်တော်ဂျူသားအာတပ်ဖွဲ့တီထောင်ဖို့ဂျူသားခဲ့ကြတည်တယ်ပေါ့เนาะဒါပေမဲ့အဲ့ဒါကတော့မဖြစ်လာခဲ့ဘူးတော့မအောင်မြင်ခဲ့ဘူးဒါပေမဲ့ဒီနယူးတော်လိုင်းရေးခင်းချင်းမှာကျတော့နယူးတော်လိုင်းဖြစ်လာတော့ ဒီနောက်ဒီစစ်အတကအနာတိတ်လိုက်တော့ပေါ့နော်ကျွန်တော်တို့တပ်ဖွဲ့တီထောင်ဖို့တို့အခွင့်အလမ်းတွေအများကြီးအဲအခွင့်အလမ်းတွေအများကြီးရလာတယ်ပေါ့နော်အခွင့်အလမ်းတွေအများကြီးရလာဆိုတော့ကျွန်တော်ဒီအခွင့်အလမ်းတွေကိုအဲကောင်းကောင်းအတုံးချပြီးတော့မှကျွန်တော်တို့ဒီအဲတပ်ဖွဲ့ကိုဆစူးစီးဖြစ်တယ်ပေါ့နော်အထူးကတော့ကျွန်တော်တို့ကဒီကျွန်တော်ဆုံးရှုံးနေတဲ့အခွင့်အရေးတွေပြန်ရဖို့ရဲပြီးတော့ဒီစစ်အာဏာရှင်ပြုတ်ချရေးမှာပေါ့နော်ကျွန်တော်တို့ကူပေါင်းပါဝင်ဖို့ရဲဆိုတော့ဒီနှစ်ခုနဲ့ရှင်သွဲပြီးတော့မှသွားဖို့ဆိုမှကျွန်တော်တို့တပ်ဖွဲ့ကိုဆတီထောင်ဖြစ်တာဟုတ်ပါတယ် MRKDF ကိုစတင်တည်ထောင်သူတွေနဲ့တာဝန်ရှိသူတွေဟာ2004ခုနှစ်မှာဂရုလူမျိုးဆိုင်ရာတမိုင်းကျောင်းတွေစာပေရင်ကျင်းမှုတွေကိုမှတ်တမ်းတင်ပြီးဂရုလူမျိုးစုအခွင့်အရေးအတွက်တောင်းဆိုလှုပ်ရှားခဲ့ကြပေမဲ့အစိုးရရဲ့အကန့်အသတ်တွေကြောင့်အပြည့်အဝလှုပ်ဆောင်ခွင့်မရခဲ့ကြပါဘူး။ဂရုကကွဲတက် MRKDF အနေနဲ့စစ်အာဏာရှင်ကိုလက်နက်ကင်တော်လှန်ရင်းလူဦးတော်လှန်ရေးကာလအလွန်ကိုရောက်လာတဲ့အခါမှာပြည်ထောင်စုရဲ့တစိမ့်တစ်ပိုင်းအဖြစ်နဲ့ဂရုကိုပိုင်အုပ်ချုပ်ရေးဒေသအဖြစ်ရက်တီဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ အာကျွန်တော်တို့အနေနဲ့ဒီတော်လိုင်းအလွန်ကာလမှာဒေတာကိုဘယ်လိုမျိုးလင်းလဲဆိုတော့ဒီအထူးတစ်ဖြစ်အာကျွန်တော်တို့ကတော့ဒီကကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာလိုပါမျိုးကျွန်တော်တို့လင်းထားရပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့အမျိုးသားရေးလုပ်ငန်းစဉ်ဒီကိုဒီ2004လောက်မှာကျွန်တော်စလုပ်ဖြစ်တာဟုတ်တယ်ပေါ့နော်။ကျွန်တော်တို့အမျိုးသားရေးလုပ်ငန်းစဉ်ညောဒီစာပြီးရင်ကျင်းမှုဆိုင်ရာအဲတမိုင်းကျောင်းဆိုင်ရာဒီကိုကျွန်တော်တို့အမှ2004ခုနှစ်မှာစလုပ်ဖြစ်ခဲ့တာဟုတ်တယ်။ဒါပေမဲ့အရင်အကန့်အသတ်ရှိတယ်ပေါ့နော်။ကျွန်တော်တို့ဟာကိုပိုင် အဲစီမံခန့်ခွဲပိုင်ခွင့်ဟာလိုမျိုးမရှိတော့ခါကျတော့ကျွန်တော်တို့မှအရန်အကန့်တရှိတယ်အဲဘယ်လိုပြောလဲအရာမရောက်ဘူးပေါ့နော်ကျွန်တော်တို့လုပ်ခဲ့တဲ့ဟာတွေကအမအောင်အရာမရောက်ခဲ့ဘူးဆိုတော့ကျွန်တော်တို့ကဒီဟာတွေလုပ်နိုင်ဖို့ကျွန်တော်တို့လူမျိုးစုခွင့်ရေးဆိုင်ရာတွေလုပ်နိုင်ဖို့ဒီစာပေရင်ချင်းမှုဆိုင်ရာတမန်ကျောင်းဆိုင်ရာတွေကျွန်တော်တို့ကပြန်လုပ်နိုင်ဖို့ဆိုရင်အဲကျွန်တော်တို့ data ဒီကျွန်တော်တို့ကဒူ data ကြီးကဒူတွေကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ data တခုတော့ဖြစ်ဖို့လိုတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်အဲ့ဒါကိုတော့မျှော်လင့်ထားတယ်အဲပြီးတော့ကျွန်တော်တို့ကဒီ ကဒူးဒေတာဆိုတာကကျွန်တော်တို့ကဟိုးအရင်ချိန်ကလေးကလည်းကျွန်တော်တို့ကဒူးတွေပဲစီမံခန့်ခွဲပိုင်းစီမံခန့်ခွဲအုပ်ချုပ်ခဲ့ကြတယ်ဖြစ်တယ်ပေါ့နော်ဒီရှာနေစံတို့ဆိုဆော့ဝါတွေအုပ်ချုပ်တလုံးမျိုးပေါ့တော့ကျွန်တော်တို့ကဒူးတွေမှာလည်းဒီကဒူးရွှေဝန်တွေကဒူးရွှေမူးတွေအဲဒီလူမျိုးစုကောင်းဆောင်တွေကနေပြောမှဒါစီမံခန့်ခွဲအုပ်ချုပ်ခဲ့တဲ့ဒေတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကအရင်ကလေးကမရှိခဲ့တဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်ဒီနိုင်ငံရေးစနစ်ပြောင်းလဲမှုအောက်မှာပြီးတော့ကျွန်တော်တို့ဒီလူမျိုးကြီးဝါဒကြီးဆိုးမှုအဲဒါတွေရဲ့အောက်မှာကျွန်တော်တို့ရဲ့ဒီကဒူးတွေရဲ့ကိုပိုင်း အဲဒီမှာခပွဲပိုင်ခွင့်ဒီအုပ်ချုပ်တဲ့ပုံစံတွေကဒါဖြောက်ဖြစ်ခြင်းခံရရတာဖြစ်တယ်ပေါ့နော်အာဆိုတော့ကျွန်တော်တို့ကအဲတော်လိုင်းရဲ့အလုံကာလမှာတော့ပေါ့နော်ကျွန်တော်တို့ကတူး data ကိုဒီအမ်ဖွဲ့စည်းပုံအခြေခံဥပဒေအရဒီအာမခံချက်ပေးထားတဲ့အဲကိုပိုင်အုပ်ချုပ်ခွင့်ရအာ data လိုဟာမျိုးပေါ့နော်အနေအထားဆိုကိုပိုင်အုပ်ချုပ်ခွင့်ရ data လိုဟာမျိုးတော့အဲကျွန်တော်တို့ အမ်မျော်လင့်တယ်ပေါ့နော်ပြည်တော်စုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ကျွန်တော်တို့ဒီကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာကလူကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအဖြစ်နဲ့ရည်တည်မှုတော့အမ်မျော်လင့်ထားပါတယ်